်ရောက်လေအပြောင်းဒီမှဆောင်းရသည် ားလုံးမင်္ဂလာပါခင်ဗျာရန်ကုန်မှာနည်းနည်းလေးအေးလာပြီဆိုတော့ကော်ဖီလေးတောက်ခေါမုတ်ပြာကြိုလေးစားလိုက်ရရင်တော့တကယ်ကိုလိုက်ဖက်နေမှာပါအခုလိုစောင်းရသည်နဲ့လိုက်ဖက်တဲ့ခေါမုတ်ပြာကြိုရတဲ့ဆိုင်လေးကတော့စံချောင်းဟင်္ဒရာလန်နေမှာဖွင့်ထားတယ် The Plant House Cafe ဆိုတဲ့ကော်ဖီဆိုင်လေးပါဆိုင်ပြင်စင်လေးကတော့ပန်းပင်လေးတွေပန်းအိုးလေးတွေနဲ့တကယ်ကိုချစ်စရာလေးပါဆိုင်မှာရတဲ့မန်နူတွေကတော့အစုံပါပဲ အဲ့ဒီနေရာမှာဒီဇိုင်မနာမည်ကြီးရဲ့ကက်ဘက်ချီနိုနဲ့စိဂနေချာကော်ဖီရဲ့ခေါ်ဖို့ပြရကြော်ရေးဝယ်မှာလိုက်ပါတယ်ကော်ဖီလေးတွေအရင်ရပါပြီဒါကတော့ကျွန်တော်တငယ်ချင်းမာထားတဲ့ကက်ဘက်ချီနိုကော်ဖီလေးပါဒါကတော့ကျွန်တော်မာထားတဲ့စိဂနေချာကော်ဖီလေးပါဒါကတော့ကျွန်တော်အရင်စားချင်နေတဲ့ခေါ်ဖို့ပြရကြော်လေးပါဒီခေါ်ဖို့ပြရကြော်လေးကတော့ပုံမှန်စားနေချာရှမ်းပြည်ရခေါ်ဖို့ကြော်နေနည်းနည်းလေး꽌ပါတယ် သူကအထက်ပိုင်းကချင်ပြည်နယ်ကပုံစံတိုင်းခေါ်ဖို့ပုံမှာကလဘဲထောင်းထားတဲ့ပြာကျော်အနှစ်လေးကပ်ပြီးကြော်ထားတာမျိုးပါ signature coffee လေးရင်ထောက်ပါမယ်ကော်ဖီရတာလေးရတော့ခါစိန်ရတာလေးပါခေါ်ဖို့ပြကြော်လေးစားပါမယ်ခေါ်ဖို့ပြကြော်လေးကိုခရမ်းကျင်တီပန်ထွေဖြော်ရဲ့မရိုနစ်ရဲ့စီတိုဦးရဲ့တို့စားဖို့ပေးထားပါတယ် အရင်ဆုံးမရောနီဇလီနဲ့တွေ့ဆပါမယ်။သူ့ရတာလေးဟာအရင်ဆုံးမဆလာနဲ့ငွေငွေလေးနဲ့ပေးအားကျော်ရတာလေးကိုရပါတယ်။အောက်ကခေါ်ဘုတ်ကျော်လေးကတော့မမာလို့မပြော့လို့မနဲ့အနေတော်လေးနဲ့စားလို့ခေါင်ပါတယ်။ဘောဘပြာကျော်ကိုစီတိုဟူးလေးနဲ့တို့စားပါမယ်။ပေးထားတဲ့၃မျိုးလေးမှာစီတိုဟူးနဲ့တို့စားရတာတော့လိုက်ဖက်ဆုံးပါပဲ။ ကျွန်တော်လိုပဲစောင်းမနက်ခင်းလေးမှာကော်ဖီဘူးဘူးလေးကိုခေါ်ဖို့ပြာကြော်လေးနဲ့တွဲပြီးသုံးဆောင်ခြင်းလေဆိုရင်တော့ The Blast of Coffee ဆိုင်လေးမှာသွားရောက်သုံးဆောင်ကြည့်ဖို့ recommend ပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။